ကမ္ဘာနိုင်ငံအသီးသီးမှရှိရဲအစိုးရတွေအနေနဲ့ crypto ဝေကျဲတွေအပေါ်မှာကျယ်ပြန့်တဲ့အနာဂတ်အတွေးမြင်တွေနဲ့အတူကင်တွယ်သတ်မှတ်လာကြပါတယ်။ဥပမာကနေဒါနိုင်ငံအနေနဲ့ဆိုရင် crypto ဝေကျဲတွေနဲ့ပတ်သက်ပြီးရလင်းလင်းမှု scam တွေကိုထိန်းချုပ်နေရင်းနဲ့မှပင် crypto ဝေကျဲကိုလက်ခံ30ခွင့်ပြုထားခဲ့ပြီးပဲဖြစ်ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံလိုအလားတူနိုင်ငံတချို့အနေနဲ့ကတော့ crypto currency ကိုချိန်းချုပ်မှုတစ်ခုအနေနဲ့ရှုမြင်ကြပြီးရ crypto ရောင်းဝယ်မှုနဲ့ပတ်သက်ပြီးရတရားဝင်တားမြစ်ထားတာတွေလည်းရှိပါတယ်။နိုင်ငံတစ်နိုင်ငံအနေ ေနဲ့အဆိုပါခရစ်တိုရောင်းဝယ်ဖောက်ကားမှုတွေနဲ့ပတ်သက်ပြီးတော့ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာခြိုက်ခတ်မှုရှိလာမှာမျိုးပြည်တွင်းငွေကြေးအနေနဲ့ဖောင်းပွားမှုရှိလာမှာမျိုးပြည်တွင်းနဲ့ပတ်နေတဲ့ဘဏ်စနစ်နဲ့ငွေကြေးဆိုင်ရာကဏ္ဍတို့မှာရှုပ်ထွေးမှုရှိလာနိုင်ပြီးတော့ငွေကြေးစနစ်ကမောက်ကမဖြစ်လာနိုင်တာမျိုးစသဖြင့်ဆိုရင်ပူပန်မှုများရှိနိုင်တဲ့ကိစ္စရပ်တွေကြောင့် Bitcoin နဲ့ Crypto ငွေကြေးရောင်းဝယ်အခြေအနေကိုပြဋ္ဌာန်းချက်များထုတ်ပြန်ပြီးတော့တားမြစ်ကြတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေတစင် Cryptocurrency ကိုတားမြစ်ကြတဲ့နိုင်ငံအများပြားမှာပါဝင်တဲ့နိုင်ငံတချို့အကြောင်းနဲ့အတူ cryptocurrency အပေါ်ကမ္ဘာနိုင်ငံတချို့ရဲ့အမြင်တွေကိုရှင်းရှင်းလင်းလင်းဖော်ပြသွားမှာဖြစ်ပါတယ်။ cryptocurrency ကိုပိတ်ပင်ထားတဲ့နိုင်ငံတချို့ကတော့ Bolivia နိုင်ငံ၊တရုတ်ပြည်သူသမ္မတနိုင်ငံ၊ Ecuador ၊ Kazakhstan ၊ Morocco ၊ Nepal နိုင်ငံနဲ့ Russia နိုင်ငံ၊ Venezuela နိုင်ငံတို့ပဲဖြစ်ပါတယ်။အဲဒီလိုပြဋ္ဌာန်းချက်တွေပိတ်ပင်မှုတွေရှိနေပေမဲ့လည်းပြည်တွင်းမှာတော့ crypto ငွေကြေးကိုသုံးစွဲမှုအထက်ကျဆုံးနိုင်ငံတွေလည်းရှိနေပါတယ်။ Decentralized ဆိုတဲ့အတိုင်းအစိုးရတွေကပိတ်ပင်တားဆီးထားပေမဲ့လည်း internet ခေတ်ကြီးရဲ့မှာသုံးစွဲလို့ရတဲ့နည်းလမ်းများစွာနဲ့ ုံဆက်နေလျက်ရှိကြတဲ့နိုင်ငံတချို့ကိုလည်းဖော်ပြပေးကြပါတယ်။အဲဒီနိုင်ငံတွေကတော့တရုတ်ပြည်သူသမ္မတနိုင်ငံ၊ရုရှား၊တောင်ကိုရီးယား၊ဂျပန်နဲ့အမေရိကန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ဂျပန်ယန်ငွေ၊အမေရိကန်ဒေါ်လာနဲ့တောင်ကိုရီးယားဝန်ငွေတို့အားဖြင့်၎င်းတို့ပြည်တွင်းအတွင်းမှာ80ရာခိုင်နှုန်းနီးပါးကဘစ်ကွိုင်းကိုလဲထည်တဲ့နေရာမှာအသုံးပြုထားကြောင်းစစ်တမ်းတချို့မှာဖော်ပြထားကြပါတယ်။နောက်တစ်နိုင်ငံဖြစ်တဲ့ကနေဒါနိုင်ငံအနေနဲ့ကတော့ခရစ်ပတိုနဲ့ယင်းနီးကျွမ်းဝင်တဲ့နိုင်ငံလို့တော့ပြောလို့ရပါတယ်။ဒါကြောင့်လည်းဆိုတော့ခရစ်ပတိုတွေကို2 foreign mining တွေကိုပါ တွင်တွင်ကြဲကြဲလောကကြီးချာပဲဖြစ်ပါတယ်။တရုတ်နဲ့ရုရှားနှစ်နိုင်ငံကတော့တကပါလုံးဘစ်ကွိုင်းပိုင်ဆိုင်မှုမှာအများဆုံးပိုင်ဆိုင်ထားတဲ့နှစ်နိုင်ငံဖြစ်ပါတယ်။၎င်းနောက်နောက်မှာတော့အမေရိကန်နိုင်ငံရှိပါတယ်။2018ခုနှစ်လောက်ကခရစ်တိုဈေးကွက်အကြီးကျယ်လောက်ကပ်ခဲ့တဲ့အချိန်ကနေစပြီးတော့တရုတ်နိုင်ငံမှာရှိတဲ့ခရစ်တိုစိတ်ဝင်စားတက်ကြသူများတွေကအလုံးယုံဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ဘစ်ကွိုင်းဈေးအမြင့်ဆုံးဈေးနှုန်းတစ်ခုရောက်ရှိသွားခဲ့တဲ့အချိန်ကစပြီးတော့ဘစ်ကွိုင်းကိုစတင်စုဆောင်းသူတွေများပြားလာခဲ့ပြီးတော့ဘစ်ကွိုင်း mining တူတဲ့ကုမ္ပဏီတွေအများများလဲပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အ အဆိုပါလုပ်ငန်းတွေကိုတရုတ်နိုင်ငံအတွင်းမှာလောက်ကိုင်းနေခြင်းကလည်းအလွယ်တကူလောက်ပိုင်ခွင့်ရနေခြင်းမျိုးမဟုတ်ပါဘူးအထူးသဖြင့်တရုတ်နိုင်ငံလိုခရစ်ပတိုနဲ့ပတ်သက်ပြီးတော့တာမီချက်တွေအများကြီးရှိတဲ့နိုင်ငံမျိုးမှာလောက်ကိုင်းဆောင်ရွက်ရတာအထူးကယူဆိုင်လောက်ကိုင်းကြရတာဖြစ်ပါတယ်တရုတ်ပေကျင်းအဆိုရအနေနဲ့ကလည်းအဆိုပါခရစ်ပတိုဝင်ကြီးတွေနဲ့ပတ်သက်ပြီးတော့တာမီချက်တွေဥပဒေတွေကိုလည်းတိုးမြင့်လောက်ကိုင်းခဲ့ပါတယ်2019ခုနှစ်စက်တင်ဘာလလောက်ကနေစပြီးတော့ ICO လိုမျိုးကုမ္ပဏီလုပ်ငန်းအသေးစားလေးတွေစတင်ကစားဆက်ရပ်လုပ်ငန်းတွေအနေနဲ့ခရစ်ပတိုစိတ်ဝင်စားတက်ကြသူတွေစီက ရင်းနှီးမြှုပ်နှံဝေးရရှိအောင်ကြိုးပမ်းတဲ့လုပ်ငန်းပုံစံတွေကိုအရင်တားမြစ်ခဲ့ပါတယ် ICO coin တွေကိုထုတ်လုပ်ခွင့်၎င်း ICO coin တွေကိုရောင်းပြီးရရင်းနှီးငွေဖိတ်ခေါ်ခြင်းတို့ကိုပြင်းပြင်းထန်ထန်တားမြစ်ခဲ့တာဖြစ်ပါတယ်နောက်လာအနေငယ်ကြာပြီးချိန်မှာတော့ crypto ရောင်းဝယ်လိုချင်တဲ့ crypto exchange company လုပ်ငန်းတွေကိုလုပ်ငန်းမလုပ်စေဖို့ပိတ်သိမ်းဖို့ညွှန်ကြားခဲ့ပါတယ်အဲ့ဒီနောက်ဇန်နဝါရီလ2018ခုနှစ်မှာတော့တိုင်းပြည်ရဲ့စွမ်းအင်ကိုချိုးချံချွေးတာဖို့ဆိုတဲ့အကြောင်းပြချက်နဲ့တနင်္ဂနွေလုံး crypto mining တူးနေတဲ့ company တွေကိုလုပ်ငန်းလဲပတ်ဖို့ရက်တက်နေစေ ခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ crypto mining တူးတဲ့သူတွေကတကဘာလုံး crypto ဈေးခွက်ရဲ့85ရာခိုင်နှုန်းလောက်ရရှိအောင်တိုးပေါ်နိုင်ခဲ့ကြတယ်လို့သူတွေတီတွေကဆိုပါတယ်။အဲဒီလိုအစိုးရတရက်ကတားမြစ်မှုတွေလောက်ကင်လာတဲ့အခါမှာဈေးခွက်အနေနဲ့လည်းအနည်းနဲ့အများရိုက်ကတ်မှုရှိလာခဲ့တာဖြစ်ပါတယ်။အထူးသဖြင့် Bitcoin mining တူးပေါ်ဖို့ရတန်းလိုက်တဲ့အမိတ်ချုံညာစာတွေထွက်ရှိလာပြီးနောက်မှာတော့ Bitcoin ရဲ့ဈေးနှုန်းက40ရာခိုင်နှုန်းလောက်အထိကိုကျဆင်းသွားခဲ့တာဖြစ်ပါတယ်။အဲဒီလိုတရုတ်နိုင်ငံကအစိုးရတားမြစ်ချက်တွေကိုအရှိန်တင်လုံးဆ ောင်းလာပေမဲ့လည်းဘေးကွင်ဖြစ်တည်မှုဈေးကွက်လိုအပ်ချက်ကတော့ဆက်လက်တည်ရှိနေတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံအတွင်းရဆိုင်လာရတဲ့ Crypto Exchange Company တွေအနေနဲ့ Crypto ငွေကြေးနဲ့ပတ်သက်ပြီးရောပြည်ရောမှုတွေရှိရဲအခြားနိုင်ငံတွေကိုပြောင်းရွှေ့လုပ်ကင်ကြပါတယ်။အထူးသဖြင့်ဟောင်ကောင်နဲ့ဂျပန်နိုင်ငံတို့ဟာဒေတာအတွင်းမှာလုပ်ငန်းပြောင်းရွှေ့လာတဲ့လူတွေနဲ့အကျိုးအမြတ်အများအပြားရရှိခဲ့ပါတယ်။ရုရှားသမ္မတပူတင်ရဲ့အစိုးမြင်ဝါဒနဲ့ Crypto ဟာ2019ခုနှစ်လမှာတည်းကရုရှားမှာအဆုံးသတ်လူနေပါဖြစ်ခဲ့ပါတယ်။သူနိုင်ငံသားတွေအနေနဲ့ ပြောကဘာရဲ့ရောက်ရှိမှုကြောင့်ねအောင်ဥပဒေတွေတစ်ခုပြီးတစ်ခုထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံအတွင်းမှာလည်း crypto exchange တွေကိုပိတ်သိမ်းပစ်ခဲ့ပါတယ်။ ရစ်တိုငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့ဥပဒေနဲ့ပြဋ္ဌာန်းချက်တွေပြင်ဆင်လို့မပြီးမချင်းခရစ်တိုငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတုံးဆိတ်သူတွေကိုတားမြစ်စေခဲ့ပါတယ်။ဒါ့ကြောင့်လည်းပဲဥပဒေပြဋ္ဌာန်းချက်တွေမလိုအပ်တဲ့ဈေးကွက်တစ်ခုပေါ်ပေါက်လာခဲ့ပြီးတော့တရဝင် exchange center တွေကိုတုံးဆိတ်စရာမလိုတော့ပါဘူး။အခုလိုမျိုးရုရှားနိုင်ငံအတွင်းမှာခရစ်တိုငွေကြေးတွေကိုတားမြစ်ထားတာမျိုးကန့်သက်ထားတာမျိုးတွေလောက်ကိုင်းနေခြင်းကလက်ရှိသမ္မတပူတင်ရဲ့ခရစ်တိုနဲ့ပတ်သက်တဲ့မဟာစီမံကိန်းကြီးတစ်ခုကြောင့်လည်းဖြစ်ပါတယ်။ရုရှားနိုင်ငံရဲ့ national ငွေကြေးအနေနဲ့နိုင်ငံပိုင် ်ခရစ်တိုငွေကြေးကိုထုတ်လုပ်ဖို့အတွက်ရေရှည်စီမံကိန်းအနေနဲ့စတင်နေကြတာဖြစ်ပါတယ်။အနောက်အုပ်စုဖြစ်တဲ့ American No Sorry UN အဖွဲ့အစည်းတွေရဲ့ sanction တွေကိုအကောင်းဆုံးကျော်လွှားလို့ရမယ့်အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။နောက်ထပ်တောင်ကိုရီးယားအစိုးရအနေနဲ့ကတော့နိုင်ငံတကာစာမျက်နှာမှာတော့ခရစ်တိုငွေကြေးနဲ့ဆက်စပ်လုပ်ငန်းတွေကိုပိတ်ပင်မဲ့အကြောင်းထုတ်ပြန်ထားပေမဲ့2018ခုနှစ်အစောပိုင်းတည်းကအစိုးရငွေကြေးခန္ဓာရဲ့ကိုစိတ်ဝင်စားသူအများပြင်းတက်လာခဲ့တာဖြစ်ပါတယ်။ GameTree Premium လို့အမည်တွင်လောက်အောင် Bitcoin နဲ့အခြားခရစ်တို ဝယ်ကြွေးတွေကိုဝယ်ယူခြင်းသူအများအပြားရှိလာတဲ့အတွက်တောင်ကိုရီးယားမှာရှိတဲ့ exchange platform တွေဟာအခြားနိုင်ငံမှာရှိတဲ့ exchange rate တက်ဈေးပိုများခဲ့တာဖြစ်ပါတယ်။အဲ့ဒီ2018ခုနှစ်ကာလပိုင်းခြားတုန်းကဆိုရင်တောင်ကိုရီးယား crypto ငွေကြေးဈေးကွက်ကအခြားသောနိုင်ငံမှာရှိတဲ့ crypto ငွေကြေးဈေးကွက်ထက်25ရာခိုင်နှုန်းလောက်ပိုမိုများပြားနေတာကိုတွေ့ခဲ့ရပါတယ်။သင်က arbitrage အခွင့်အလမ်းရှာတတ်သူဆိုရင်တော့တောင်ကိုရီးယား crypto ဈေးကွက်ကစိတ်ဝင်စားစရာပါပဲ။ အဆိုပါဈေးကွက်အခြေအနေပေါ်မူတည်ပြီးတော့တောင်ကိုရီးယား exchange တွေဟာအပြိုင်ကျဲလာကြတာကြောင့် crypto exchange တွေထဲမှာအကြီးဆုံး exchange တစ်ခုဖြစ်တဲ့ Coindex အနေနဲ့၎င်း exchange ပေါ်မှာ listing လာလုပ်ထားတဲ့တောင်ကိုရီးယား exchange နဲ့ crypto project တွေကို delisted လုပ်ခဲ့ပါတယ်။အဲ့ဒီကြေညာချက်ထွက်ပြီးတော့ညပိုင်းအတွင်းမှာပဲဈေးနှုန်းတွေတဝက်ညီပါချဆင်းသွားခဲ့ပါတယ်။2022ခုနှစ်နောက်ပိုင်းမှာတော့တောင်ကိုရီးယားအစိုးရအနေနဲ့ crypto ဝင်ကြေးဈေးကွက်ကို regulate လုပ်ဖို့အားစိုက်ကြိုးပမ်းနေရတာကိုတွေ့ရပါတယ်။အထူးသဖြင့်ဝင်ကြေးခွာထားတဲ့ကိစ္စရပ်တွေအ ခုံရှောင်တဲ့ကိစ္စရွက်တွေရင်းနှီးမြှုပ်နှံသူတွေအတွက်အကာအကွယ်ရရှိရကိစ္စရွက်တွေဖြစ်ပါတယ်။အခုမျှဝေပေးခဲ့တာကတော့ cryptocurrency အပေါ်ကမ္ဘာနိုင်ငံတွေရဲ့ရှုထောင့်အမြင်တွေကိုအချင်းချင်းမျှဝေပေးခဲ့တာဖြစ်ပါတယ်။အခုလုံငွေကြေးဆိုင်ရာတမိုးရှိရဲ့ content တွေကို Adjuvest YouTube channel မှာအပတ်စဉ်ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ Adjuvest YouTube channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။